ဲ့တော့ဆရာအခုဒီ experiment ဘာမှမလုပ်ခင်မှာအရင်ဆုံးဒီ sprint ပေါ့နော်ဒီ sprint လေးကိုကို stress မလုပ်ထားလဲ land ပေါ့သူ့ရဲ့အရှိကိုဆရာတို့အရင်တိုင်းမယ်အတိုင်းမို့အတွက်ဆရာအခုဘာလုပ်မလဲဆိုတော့ဒီမှာဒီအကွင်းလေးမှာဆရာ sprint လေးကိုချိန်လိုက်မယ်ပေါ့နော်ဟွန်း okay အစပရင်လေးကိုချိန်လိုက်မယ်။ Okay အချိန်ပြီးတော့လို့ရှိရင်ဆရာဒီမှာ ဒီ spring ရဲ့ length လေးကိုဒီ scale လေးနဲ့ဆရာပိုင်းမယ်ပေါ့နော်3.4 cm ရရနော်အဲဒီ3.4 cm လေးကိုဆရာဒီမှာ stress မလုပ်ထားတဲ့ဒီ spring ရဲ့ length နေရာလေးမှာဆရာအခုမှတ်ထားလိုက်မယ်ပေါ့နော် okay ညပြီအဲ့ဒါပြီးတော့လို့ရှိရင်ဆရာတို့အခုဘာလုပ်တော့မှာလဲဆိုတော့ဒီ spring လေးမှာဆရာတို့ဒီ weight ဟိုတာလေးအရင်ချိန်မယ်ပေါ့ weight ဟိုတာလေးချိန်ပြီးတော့ရင် ဝေ3လေးထည့်မယ်ပေါ့အဲ့3မျိုးပေါ့နော်မားဆိုဆရာ3မျိုးထည့်မယ်60 80ရေ 100g ပဲနော်အဲ့လိုထည့်မယ်အဲ့တော့ပထမအောင်ဆုံးအခုအာအခုအတွက်ကိုကျတော့ဆရာ60ထည့်မယ်ပေါ့အဲ့တော့ဒီဝေ3လေးပေါ့နော်ဒီဝေ3လေးကတစ်ခုကိုတူက 20g ရှိတယ်အဲ့တော့ဆရာတို့ကဒါ3ခုထည့်ရမယ်ပေါ့နော်60ဖြစ်ဖို့အတွက်3ခုထည့်ရမယ်အဲ့အားလေးကိုဒီဝေဟိုတာလေးမှာဆရာထည့်မယ် ရစထည့်လိုက်ပေါ့နော်ထည့်လိုက်တော့ဒါကအခုဆိုရင်60 g ပေါ့နော်60 g 60 g မှာဆရာကဒီမှာထည့်လိုက်တာဟို sprint လေးကဒါ extend ဖြစ်သွားပြီပေါ့အဲ့တော့အခုအာ weight ဟိုရလဲချိန်ပြီးပြီ weight လဲထည့်ပြီးပြီဆိုတော့ဆရာအခုဒီမှာ extend ဖြစ်သွားတဲ့ length ကိုဆရာကြည့်မယ်ပေါ့နော်10.9 cm ရှိတယ် โอเคအဲ့တော့ဆရာတို့အခု60 gram နဲ့အခုတန်းပြီးပြီပေါ့နော်တန်းပြီးသွားလဲရှင်မှာဆရာတို့အခုဘယ်လောက်ရလဲဆိုတော့60 gram ထည့်ပြီးတန်းလိုက်တာ extension က10.9 cm ရတယ်ပေါ့နော်အဲ့တော့အခု60 gram ပြီးသွားတော့ဆရာတို့နောက်ထပ်တစ်ခု80ပေါ့နော်80ပြည့်အောင်လို့ဆရာကဒီ20 gram အသုံးလေးပေါ့နော်ဒီ20 gram အသုံးလေးကိုထပ်ထည့်လိုက်မယ်ကြည့်ထပ်ထည့်လိုက်ရင်ပိုရှည်သွားပြီပေါ့နော်ပိုရှည်ပြီးကြာလာပြီအဲ့တော့အဲ့ဒါဘယ်လောက်ကြာလဲဆိုတာကိုကြည့်မယ်ပေါ့ အဲ့တော့7စင်တီမီတာကွက်တည်มาဆရာရှိတယ်အဲ့ဒါအားလေးကိုဆရာအခုမှတ်လိုက်โอเคအဲ့တော့ 80g လည်းပြီးတော့ပြီပေါ့เนาะအော် 80g ပြီးသွားပြီဆိုလို့ရှိရင်ဆရာတို့အခုနောက်ဆုံးဟာက 100g ပေါ့เนาะ 100g လောက်မယ် 100g လောက်မယ်ဆိုတော့ဆရာအခုဒီမှာ 20g နေထပ်ထည့်လိုက်မယ်အဲ့ဆို100ပြည့်သွားပြီအဲ့မှာ 20g ၅ခုပေါ့เนาะအဲ့ဆို100အဲ့မှာအခုပို့ပြီးရှည်ကြလာပြီအဲ့အားလေးကိုလည်းဆရာအခုထပ်ကြည့်မယ်ပေါ့ ိုထက်ကြည့်လိုက်ရင်ကိုဒီမှာကျတော့ဘလောက်လောက်ရှိလဲဆိုတော့ဆလင်းတမ9 14.9စင်တမီတာမှာဆရာကူတွေ့ရပေါ့โอเคအဲ့တော့အခုဒီမှာ mass 3မျိုးပေါ့เนาะ 60g ရယ် 80g ရယ် 100g ရယ်အဲ့ဒါကိုဆရာကူစမ်းခဲ့တယ်ထည့်ခဲ့တယ်ပြီးတော့လည်းအချိန်မှာဒီ extension ကိုဆရာ mark လုပ်ခဲ့ပေါ့เนาะအဲ့မှာ extension line ကတော့60ထည့်တဲ့အချိန်မှာဆရာ30.9ရယ်80ထည့်တဲ့အချိန်မှာဆရာ73ရယ် ပြီးတော့တရာထဲလဲအချိန်မှာဆရာ14ဒရမ900ရတယ်ပေါ့နော်အဲ့တော့ဒီလမ်းနေအတိုင်းပြီးွားပြီဆိုတော့ဆရာတို့အခုဘာလုပ်မလဲဆိုလို့ရှိရင်ဆွမ်းနာကဒီ hooks law equation နဲ့မှာဆရာတို့ထည့်ပြီးတွက်မယ်ပေါ့နော်အဲ့တော့ဆွမ်းနာရလဲ mass ကိုဆရာတို့ force အရင်ရှာမယ် f equal to mg နဲ့ဆရာတို့ရှာမယ်အဲရှာယူွားလို့ရှိရင်အဲ့ဒါအောင်မှာဆရာတို့အခုဘာလုပ်မလဲဆိုတော့ဆွမ်းနာ hooks law equation နဲ့မှာဆရာတို့ထည့်ပြီးတော့ k constant ကိုဆရာတို့တွက်ထုတ်မယ်ပေါ့နော်အဲ့တော့အခု mass 3မျိုးဆိုတော့ဖြည့်3ခုထွက်မယ်ပေါ့အဲ့ဖြည့်3ခုကိုမှဆရာတို့ကဒါ average ယူပြီးတော့ အာဒီ reliable ဖြစ်တဲ့ answer ကိုထုတ်မယ်ပေါ့အဲဆိုရင်ဆရာတို့ k constant ကိုတွတ်ထုတ်လို့ရမယ်ပေါ့နော်အဲ့တော့အခုရလာတဲ့ data တွေဆရာဒီမှာမှတ်ထားတယ်အဲ့မှတ်ထားတဲ့ဟာလေးကိုဆရာပြီးသွားရင် table လေးတွေကိုဆရာထည့်လိုက်မယ်ထည့်ပြီးပေါ်လို့ရှိရင်ဆရာတို့တွတ်ထုတ်ကြမယ်ပေါ့နော်အဲ့ဒီတွတ်ထုတ်တဲ့ဟာလေးကိုလည်းတာရသမီးတို့အနေနဲ့လိုက်ပြီးရောအိမ်မှာ live လုပ်ပြီးလို့ရတယ်အဲ့တော့ဆရာတို့အခုဒီတွတ်တဲ့အပိုင်းလေးကိုဆရာတို့တွားလိုက်ရအောင် โอเคအဲ့တော့ဆရာတို့အခု experiment လေးလည်းလုပ်ပြီးတော့ပြီဆိုတော့ဆရာတို့အခုစနား experiment ကနေရခဲ့တဲ့ data တွေပေါ့เนาะ measurement data တွေကိုဆရာအရင်ဝန်းဆုံးဒီအခုမြင်တွေ့နေရတဲ့ဒီ chart လေးထဲမှာဆရာအရင်ဝန်းဆုံး data input လုပ်လိုက်မယ်ပေါ့เนาะအာ data input လုပ်ပြီးတော့လို့ရှိရင်ဆရာအခုဒီ force လေးပေါ့ F mg ဆိုလဲဒီ equation လေးနဲ့ဆရာက force ကိုရှာမယ်အဲရှာပြီးတော့လို့ရှိရင်စနားဟောဒီ land တွေကိုတောင်းပြီးဆရာ extension ကိုဒီစနားက n stretch sprint နဲ့ stress sprint နဲ့ကိုနှစ်ခုနှုတ်ပြီးတော့ဆရာရှာမယ် အဲရှာယူရလို့ဆိုရင် extension လည်းရပြီဒီ force လည်းရပြီဆိုလို့ရှိရင်ဆရာကဒီ spring constant ပေါ့နော် k လေးကိုဆရာက k f h ဆိုလဲ equation နဲ့ဆရာ k constant 3ခုရှာမယ်ပေါ့နော်အဲတော့ဒီ instrument 3ခုမှာ k constant 3ခုထွက်မယ်ထွက်လာတဲ့3ခုကိုဆရာ average ပြန်ပြီးတော့ရှာလိုက်လို့ရှိရင်ဒီ reliable ဖြစ်တဲ့ spring constant k လေးကိုဆရာတို့ရမယ်ပေါ့နော်ဖြေလေးရမယ်ပေါ့အဲတော့ဆရာတို့အရင်ဆုံးဒီ chart လေးထဲမှာဆရာတို့စနရရခဲ့တဲ့ data တွေကိုအရင် input လုပ်မယ်ပေါ့ အော် import လုပ်မယ်ဆိုတော့ဆရာအရင်ဆုံး unstretch spring ရဲ့ land လေးကိုဆရာအရင်ဆုံး import လုပ်မယ်အဲ့ဟာလေးကဘယ်လောက်ရှိလဲဆိုတော့စမ်းနာက3.4 cm ရှိတယ်နော် okay unstretch spring ပြီးသွားလို့ရှိရင်ဆရာဒီမှာ serial number 1 2 3လေးဆရာအရင်တက်လိုက်မယ်အဲ့တော့ experiment 1မှာဆရာတို့သုံးခဲ့တဲ့ mask ကဘယ်လောက်လဲဆိုလို့ရှိရင်60 g အဲ့ဒါမဲ့ဒီမှာ kilogram နဲ့ပြောရမှာဖြစ်တဲ့အတွက်ကြောင့်ကိုတို့ဒီမှာအာ60 g ကို60ကိုဆရာတို့ အာတထောင်နဲ့နော်ကီလိုဂရမ်ပြောင်းတာတထောင်နဲ့ဆိုတော့စားလိုက်မယ်စားလိုက်လို့ရှင်0.06 kg ရမယ်ပေါ့အဲ့တော့ဒီရမှာ0.06 kg ရေးလိုက်မယ်နော်အာပြီးတော့ဒူရီယာအာ experiment ဒူရီယာ experiment မှာတော့ဆရာတို့ကဒါ80 gram သုံးခဲ့တာပေါ့နော်အဲ့တော့80 gram ဆိုတော့0.08ပေါ့เนาะ kg ပေါ့โอเคအာနောက်တစ်ခုနောက်ဆုံးတစ်ခုကတော့ဆရာတို့100 gram ပေါ့เนาะ နောက်ဆုံးတစ်ခုကတော့ဆရာတို့100 gram ပေါ့နော်100 gram သုံးခဲ့တယ်100 gram သုံးခဲ့တယ်ဆိုလဲအတွက်ကြောင့်ဆရာတို့ဒီမှာ0.1 kg ဆရာတို့ရမယ်ပေါ့ Okay အဲ့တော့ဒီမှာ mass ကိုလဲဆရာဒီမှာအာ kilogram နဲ့ဆရာသုံးအာဒီမှာရှာပြီးွားပြီပေါ့နော်ရှာပြီးွားပြီဆိုတော့ဆရာတို့ဒီဘက်မှာဒီ force ကိုဆရာတို့တွက်ထုတ်လို့ရပြီပေါ့ ်အော်ဖော့စ်ကိုတော့ထုတ်တဲ့နေရာမှာတော့ဆရာတို့ gravity ကိုဆရာတို့ဘလောက်လို့ယူစားလိုက်မလဲဆိုတော့အာ10 meter per second square ဆိုပြီးတော့ဆရာတို့ယူစားလိုက်မယ်ယူစားလိုက်မှာဖြစ်တဲ့အတွက်ကြောင့်ဆရာတို့ကအခုရလာတဲ့ mass ကို30နဲ့30နဲ့မြှောက်လိုက်လို့ရှိရင် force ရမယ်ပေါ့နော်အဲ့တော့အခုရလာတဲ့ဒီ mass လေးကို0.06လေးကိုဆရာတို့က30နဲ့မြှောက်လိုက်မယ်မြှောက်လိုက်ရင်ဆရာတို့အခုဘလောက်ရလဲဆိုတော့0.6ရတယ်အဲ့တော့အားလေးကိုဆရာဒီမှာရေးမယ်ပေါ့နော်0.6 newton ဖြစ်သွားမယ်ပေါ့ အာဒီကောင်ကလည်းဒါဒုတိယ experiment ကဒါ0.08 kg ဆိုလို့ရှိရင်0.8 newton ရမယ်။ Okay now experiment ကကြတော့အာအာဆရာတို့နောက်ဆုံး experiment ကကြတော့0.1ပါနော်0.1ဆိုလို့ရှိရင်0.1ဆိုလို့ရှိရင်ဆရာတို့စင်နဲ့မြောက်လို့ရှိရင်1 newton ရမယ်ပေါ့နော်အဲ့တော့1 newton ဆရာတို့ရမယ်ပေါ့ Okay အဲ့တော့အခုဒီမှာ newton နေလဲဆရာတို့ရှာပြီးွားပြီပေါ့နော် force လဲရှာပြီးွားရှာပြီးွားပြီဆိုလို့ရှိရင်ဆရာတို့ဒီ stretch လောက်ထားလဲ spring ရဲ့ length ပေါ့နော်အဲဟာစနားကဆရာတို့ record လောက်ထားလဲ data လေးဆရာဒီမှာဖြည့်ပေးမယ်ပေါ့နောက်ဒီ data မှာဆိုလို့ရှိရင်တော့အခုပထမဆုံး experiment ကဆရာတို့ 60g သုံးတာမှာအာ length stretch ဖြစ်သွားတဲ့ length က10.9 cm ရရတယ်ပေါ့နော် second experiment လေးကတော့ဆရာတို့အခုဒီမှာ13 cm ရရတယ်ပေါ့နော်အာနောက်ဆုံး experiment လေးကတော့ဆရာတို့အခုဒီမှာ 14.9 cm ရရတယ်ပေါ့ Okay အဲ့လိုမျိုးလေးရသွားပြီဆိုလို့ရှိရင်ဇာတို့က extension ရှာလို့ရပြီ extension ကဘယ်လိုရှာမှာလဲဆိုလို့ရှိရင်အခု stretch လောက်ထားလဲ spring ရဲ့ length ကိုဇာတို့က and stretch လောက်ထားလဲ spring ရဲ့ length ဒီ length လေးနဲ့ဇာတို့ကနှုတ်အဲ့နှုတ်မှာဆိုတော့အခုဒီရမှာဆိုလို့ရှိရင်ဇာတို့နှုတ်ပြမယ်10.9ကိုဇာတို့ဘယ်လောက်နဲ့နှုတ်မှာလဲဆိုတော့3.4နဲ့နှုတ်မှာ3.4နဲ့ဇာတို့နှုတ်လိုက် နှုတ်လိုက်ဆိုတော့ဒီမှာဘယ်လောက်ရလဲဆိုရင်7.5 cm ရတယ်เนาะโอเคနောက်တစ်ခုနောက်တစ်ခုက10.9ပြီးတော့13เนาะအဲ့တော့13ကိုဆိုတော့ဘယ်လောက်နှုတ်မှာလဲဆိုတော့3.4နဲ့နှုတ်မှာအဲ့တော့3.4လေးနဲ့ဆရာနှုတ်လိုက်မယ်နှုတ်လိုက်လို့ရှိရင်ဘယ်လောက်ရလဲဆိုတော့9.6 cm ရတယ်โอเคနောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကကြတော့ဆရာတို့14.9 14.9ကဘာနဲ့နှုတ်မှာလဲဆိုတော့3.4နဲ့နှုတ်မှာ အဲ့တော့14.9 3.4အဲ့ဒီမှာဘယ်လောက်ရလဲဆိုတော့ extension လေးက11.5 cm ရိုက် okay အဲ့တော့ဒါလေးတွေပြီးတော့လို့ရှိရင်ဇာတ်တော့ဒီမှာ data တွေလည်းဖြည့်ပြီးပါပြီဖြည့်ပြီးပါဆိုတော့နောက်ဆုံးအဆင့်အနေနဲ့ spring constant ကိုရှာတဲ့အချိန်မှာ hooks law equation လေးကို formula လေးကိုတောင်းပြီးတော့ဇာတ်တော့ရှာမယ်ပေါ့နော်အဲ့ formula လေးကတော့ဒီလိုမျိုးလေးပေါ့ k equal f divided by h ။အဲ့တော့ကိုရော K ကိုရှာမှာ။အခုက F လည်းသိပြီ H လည်းသိပြီဆိုတော့အဲ့နှစ်ခုကိုစားလိုက်ရပြီပေါ့။ Okay ဒီမှာဆိုလို့ရှိရင်အာဆရာတို့ပေါ့နော်ဒီမှာ F ကအာဒီပထမအဆုံး experiment မှာ0.6 Newton ပေါ့နော်။အဲ့တော့ဒီဟာကိုဆရာတို့တွက်မယ်။အဲ့တော့ K constant ကိုပထမဆုံး experiment တွေတွက်တဲ့နေရာမှာ0.6 newton ကိုဆရာတို့ဘာနဲ့စားရမှာလဲဆိုရင် extension ဖြစ်တဲ့အာ7.5လေးနဲ့ဆရာတို့စားမယ်ပေါ့နော်စားလိုက်လို့ရှိရင်အခုဘယ်လောက်ရမလဲဆိုတော့ 0.08ဆိုပြီးတော့ဆရာတို့ရတယ်အဲကျွန်တော် unit ကတော့ newtons centimeter per centimeter ပေါ့နော်ဒီလိုလေးရအောင်အနောက်တစ်ခုကကြတော့ဆရာတို့အာ spring constant ကိုပဲနောက်ထပ် second experiment ရဲ့ data လေးနဲ့ဆက်လို့တွက်မယ်ပေါ့နော်အာ second experiment မှာရတဲ့ data နဲ့ဆရာတို့ဟို force ကကြတော့ဘယ်လောက်ရလဲဆိုတော့0.8 newton ရတယ်ပေါ့နော်အဲ့ဟာကိုဆရာတို့က extension ဖြစ်တဲ့9.6လေးနဲ့ဆက်လို့စားလိုက်မယ် စားလိုက်ရင်ဘယ်လောက်ရလဲဆိုတော့0.083ဆိုပြီးတော့ဆရာတို့နျူတန်ပါစင်တီမီတာရတယ်နော် okay now sorry experiment now sorry experiment ကျတော့ဆရာတို့0.1 ah no 1 newton ပေါ့နော်1 newton 1 newton ကိုဆရာတို့ကဘာနဲ့စားမှာလဲဆိုတော့11.5နဲ့ဆရာတို့စားမယ်ပေါ့နော်စားလိုက်ရင်ဘယ်လောက်ရလဲဆိုတော့ဒီမှာ0.08 6 9ဆိုတော့7ပေါ့နော်7 newton centimeter newton per centimeter ရတယ် okay အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ကြည့်လိုက်လို့ရှိရင်နော်အခုသုံးခဲတဲ့ mass ကလည်းမတူဘူး stress ဖြစ်သွားတဲ့ line ကလည်းမတူဘူးဒါပေမဲ့အခု spring constant နေရာဘာဖြစ်နေလဲဆိုတော့အရန်ကိုစင်တူနေတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာ mass ဘလောက်ပြောင်းပြောင်း strength အာ stretch ဖြစ်သွားလဲ spring ရဲ့ line ကဘယ်လောက်ပြောင်းပြောင်းဒီ spring constant လေးကတော့သူကဒီ spring မဲ့၃လမ်းအတွက်ကြောင့်သူက constant ဖြစ်တယ်အဲ့အတွက်ကြောင့်ကိုတို့ကဒီမှာနည်းနည်းလေးတွေပဲလွှဲနေရပါတော့ centimeter decimal place တော်တော်နည်းနည်းသေးသေးလေးတွေပဲလွှဲနေရအဲ့တော့ဒါလေးရလွှဲသွားတာလဲအဓိကတော့ human error ကြောင့်ပေါ့နော်အာ human error ကြောင့်လွှဲသွားတာအဲ့တော့အဲ့တော့ဒီ experiment ကနေမှာဆရာတို့ဒီကိုဒီမှာ experiment ၃ခုလုပ်ပြီးသွားတဲ့အချိန်မှာဒီလို result တွေထွက်လာတယ်ပေါ့အဲ့ထွက်လာတဲ့ result တွေကိုမှာဆရာတို့က average ရှာလိုက်မယ် average share line မှာပို့ပြီး reliable ဖြစ်ပြီး accurate ဖြစ်တဲ့ result ကိုဆရာတို့ရမှာပေါ့နော်အဲ့တော့ဒီဟာကို average share မယ်ဆိုလို့ရှိရင်ဆရာတို့ကဒီ3ခုဒီ result 3ခုဆရာတို့ပေါင်းလိုက်မယ်ပေါင်းပြီးသွားလို့ရှိရင်အဲ့ဒါကိုဆရာတို့က3နဲ့စားလိုက်မယ်ပေါ့နော်အဲ့တော့အခုအဲ့ဒါလေးရသွားပြီဆိုတော့ကိုတို့အဖြေထွက်သွားပြီပေါ့နော်အဲ့တော့ k constant ရဲ့ဒီ sprint ရဲ့ k constant ရဲ့ average k constant ကဆရာတို့ဘယ်လောက်ရလဲဆိုတော့0.083 newton per centimeter ရတယ်အဲ့ဒါလေးကိုဆရာဒီမှာဖြေးလိုက်မယ်ပေါ့0.083ဆိုပြီးတော့ဆရာတို့ရတယ် ကျိုးရင်ပြစင်အောင်ပွင့်မှုကိုဝါဇုံလန်းနဲ့စာနုံးနေကြပြီလားဝါဇုံလန်းမှာလေ KG ကနေ grade 12အထိအတန်းလိုက်ဘာသာစုံသင်ခန်းစာတွေကိုဝိုင်းရင်ဆရာကြီးဆရာမကြီးတွေကသင်ကြားပေးထားပြီးတဦးချက်အနီးကပ်သင်ကြားပေးထားသလိုမျိုးလေ့လာနိုင်ပါပါမတည်သေးတဲ့စာကိုပဲဖြစ်ဖြစ်နားမလည်တဲ့စာကိုပဲဖြစ်ဖြစ်အဲလွတ်သွားတဲ့စာကိုပဲဖြစ်ဖြစ်ပုံနဲ့ကနေအချိန်မရွေးထက်ခါထက်ခါလေ့လာနိုင်ပါတယ်ရှင် ။သင်ခန်းစာတွေကိုကြိုတင်လေ့လာဖို့အတန်းတန်း15လစာဘာသာစုံကို3250ကျပ်နဲ့ဝယ်ယူပြီးတော့ချိန်ကြီးတဲ့ရသင်ခန်းတန်းကိုလည်းလက်ဆောင်ရပြီးလိုက်တော့နော်။